နာချိုးသုံးယောက်လို့တခါမေးလဲဒီအတန်တခါမေးလဲဒီအတန်မင်းဦးနာဟိုနာချိုးသုံးယောက်ပဲရောက်တဲ့နာချိုးကအော်တယ်နာချိုးဆိုတော့နာသာနဲ့ပန်းညုံနဲ့မန်းညုံပန်းညုံလို့ဆိုတယ်ပဲဝယ်မဲ့နာချိုးကလှမ်းခေါ်လိုက်ပန်းညုံနဲ့နာအောင်လို့ဆိုတယ်အင်းကြီးတို့ငါမမြောင်နဲ့ကျောင်းတော်ဘုန်းကကားနေလို့ခေါ်တာဘာပြောကောင်းလဲနာချိုးနှစ်ယောက်တတ်ကြတောက်တကြီးအိမ်ရောက်သူ့ဦးတကြီးကလည်းနာပဲ အကြီးကလှမ်းမေးလိုက်တယ်ဟာမနှုံးတာလည်းနော်လို့ဆိုတဲ့ဥမဲ့ရိုးကြတယ်နောက်အမှုစီကြီးတော့ဟင်းနေတော့ဘောနှာကျိုးဘူးညာလုံးညာညာဟာလို့အပုံပြန်ဆော့ရထိုးမှမထိုးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးပြတ်လို့မှမရပဲသုံးတော့တလုံးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတခါမေးလည်းမထူတခါမေးလည်းမထူဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက် ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတော့ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ခရီးလှူတဲ့ဌာနဘုန်းကြီးလှူတဲ့ဌာနအတိလဲရင်လှူတဲ့ဌာနသရောင်းစားပေးတဲ့ဌာနခွေးကျွေးတဲ့ဌာနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာ မှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲဒီလိုဘေဒါဏပဲပြုပြုဘေကုသို့ပဲပြုပြုအဲဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကျုံနဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနာကြီးပြုတ်ပြီးတော့လူပြေတောင်းလိုက်ပါခမရလူများခိုင်းကလားပြုတ် ိုင်ဘူးငွေ30လိုပဲအကျုံနဲ့နတ်ပြည်တောင်းမှလို့ကခိုင်းကြလားပြိဿာခိုင်းပါဘူးဗျာအကျုံနဲ့ဗြမပြည်တောင်းမှလို့မြန်ခိုင်းကြလားခိုင်းပါဘူးဗျာမခိုင်းပါဘူးဘာလို့လို့မခိုင်းကြလဲဒါနသည်ခိုင်းနိုင်တဲ့တတ်တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လဲအကျိုးပေးနိုင်တဲ့ကံမတတ်တိလေးတော့သူ့မှာရှိတဲ့ဓာတ်ဖြစ်ကောင်းပြီ အဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိတာအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစီးပြီးတော့ကထေခင်းနဲ့သင်္ကန်းကတဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစက်ကြဝရေမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်ဣဇ္ဇတတန်တော်မှာတန်ရာရှိအောင်အတောင်းခိုင်းနေတာကလောဘပြု့ ပြေသာကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါပြည့်ဒါနပြုတန်တရာရှိတယ်ဆိုတဲ့ပုံမှာအတက်လွဲနေတယ်တန်တရာရှိတယ်ဆိုတဲ့ပုံမှာကိုလောဘကိုပြောင်းတက်လိုက်တော့တန်တရာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပြေသာကြီးဘယ်သူတို့မျိုးလောဘပါဗျာဒါပြည့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြေသာ လောဘဦးစီးမလူရင်ပရိသတ်ကြီးတန်တရာရှိပါဦးမလားမရှိပါဘူးဗျာဒါပြဒါနပြုတန်တရာရှိတယ်ဆိုတော့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာအဲရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကခွန်ကြီးတို့ ။အိုးဓမ္မပဒကထုတ်ခေါ်มาဖြစ်ပါ။ဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါရကပုံနာကြီးကိုခေါ်ကြီးခေါ်မလို့။ဘုရားကိုယ်တော်မြတ်ကြီးသည်စေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်30တာဝတ္ထိမြို့မှာပြင်ဆက်ကဒါယကလို့အမိရတဲ့ပုံနာကြီးရှိတယ် ပြင်ဆက်ကဆိုတာပြင်ဆက်အက်ကဒါရကပေးငါဘာသောမုံမုံမြက်မြက်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါရကဆိုတာဘုန်းကြီးတို့ငါဘာသောမုံမုံမြက်မြက်ဥဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအိဗယ်ရဒီလေးပဲရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇက်ထုတ်နံမယ်လေးတက်လိုက်မယ်ဆိုရင် မပေး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 ဆိုတဲ့အမိအဖြစ်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲမောင်ရဲ့ရွှေခွဲမဟုတ်ပါဘူးဒီနေ့ဗာဇတ်ထုတ်ဟောမှလည်းမေးရင်လူတိုင်းနားလည်အောင်ခြေကြတော့ပေါ့မပေး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 ဇတ်ထုတ်ပါဗျာအေးဒါကြီးဒီနေ့ခေါင်းကြီးဗာဇတ်ထုတ်ဟောမှတော့ဆိုလို့တော့ကောင်းတော့မပေး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 ခံကြကဲဒါဖြင့်ကောင်းပြီ အဲ့ဒီတဝတ္ထိမြို့မှာနံပါတ်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဒီနော်နှာကြိုးတွေပြန်ပြန်ညော့သွားတဲ့တံပတ်က အဲ့ဒီပုံသားကြီးနဲ့ပုံထဲမှာကြီးဥပွဲကျင်တဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပါလားဗျာပြင်းတတ်တယ်နော်ဒါနဲ့ပြူတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကံကြွတုံးကပြောရအောင်မယ်မန္တလေးဆုံးကံကြွတုံးကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်လားတဖေးအကြောင်းမကန်ကြီးနဲ့ဆေးဘော်လေးကြီးလက်ကျန်းညှခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်းထောင်းနဲ့ ဘုန်းကြီးတို့ကလည်းတစုံရနဲတာမှတ်လို့ဒီလိုတစုံချင်းရှောက်စုရတာတနတ်စာအတွက်လွယ်တာမဟုတ်ဘူးအဲဒီလိုရှောက်ပြီးစုရင်းစုရင်းနဲ့ဆွန့်ခံလိုက်တာဆွန်းစလုံးကြီးအငွေတစ်ထောင်းထောင်းဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆွန်းထမလောင်းအေးဒေါ်ကြီးကိုတော်လေးကြွလာတဲ့မနိနေဘူးလှပြီးဆွန်းထွက်လောင်းပါဘုန်းကြီးလူတွေနဲ့တူပါရဲ့မနိဆိုတာအုတ်ခေါင်းပြောတာ ကြားသေးဘူးတော်ကြီးကအေးတော်ကြီးကိုတော်လေးရနေတယ်မနှိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဒီကကြားတော့မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နေတော်ကိုရန်ထွက်လောင်းငရဲကြီးတော့မှတ်လို့ပြင်းချက်ပြုတ်နေမအားတာမသိဘူးလားကိုရန်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေး ဆွန်းကလုံကြီးကိုင်းပြီးတော့ဘောက်ဘက်ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းနာပြင်းနာတကားတို့ကျွန်းနဲ့ရောက်တော့လဲမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြှောက်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးယာဇလုံကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွင်ထက်ကျုပ်ကတော့ပြုံး တရာတရားရှိတာမရှိတာပါထားဒီဖိုးကြီး၂ယောက်၃ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးသဟာဒါကျွတ်တဲ့ကတွက်ကိအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဓမ္မကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုတော်တွေကြံသေးသလားကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုတော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူပြင်းတွေရဲ့စကားပေါ့မှတ်ချင်မှတ်ထားပေါ့ ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသာပြီးရောပေါ့အကုံလုံးလောင်းချပြင်းနာပြင်းနာတကားတို့ဒါကြောင့်နတ်ပြည်မှနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီးတစ်ထောင်တောင်ရှိသည်နတ်ပြည်အော်ဟိုလဲနေတဲ့ဟာကြီးကရှိတာဟို ရေသာအဲ့ဒါဘာတော့ယဟစီးဘူးလားအင်းချားရောဟုတ်တယ်ယဟတို့ချားလို့ဆိုတာရှိတော့ကြတော့မေးကြည့်ရအော်အဲ့ဒါရှိတော့လဲသူ့ဘေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမရုခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတာကြုံလည်းမတတ်နိုင်ဘူးပေါ့ကြုံကဘလောက်ဆူသူပြိဿညင်အောင်ထိမ့်တတ်တဲ့ခွန်ကြီးပါအဲ့ဒါじゃကြုံမနိုင်ဘူး လန့်တော့အော်မှာပဲဒီထက်မြို့တမြို့ကျုပ်မြောက်ဝဲနဲ့ရှင်ချပြိုင်ပါကွာလို့မင်းတို့ဗယ်မင်းသားဗယ်မင်းသမီးခေါ်ခေါ်မျက်နှာချင်းဆိုင်ပြိုင်စမ်းပါငါနိုင်အောင်အော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ဘဲနဲ့ဘေးဟာတွေကဆိုပြီးပေါ့မကြီးကဒိန်ပန်ဒိန်ပန်တွန်းဒီနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှသူနေမို့ကိုဒီတာမှမဟုတ်ဘဲနဲ့ဒိန်ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုံကြီးအရှုံးပေးတဲ့ ငေါဒီလိုတရိတ်ဆန်နဲ့ကြံဒီကံနဲ့များရှင်ပြီးတော့ခမားတို့ပြန်ချထားလို့ရတယ်ကျုပ်ဘယ်တော့မှမဟုတ်မင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကမှကျုပ်ပထမဆုံးရန်ကုန်ကတန်းထွန်လေးတို့မြို့ရှင်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ကြီးလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီး